အရာရဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမေ channel ကနေမှတဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမအဦးဆုံးအနေနဲ့နှွေဦးမေအရန်ကြိုက်တဲ့သတင်းသဘုံနဲ့ရင်စချင်တယ်နော်။ဒါကပါလေဆိုတော့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ တွင်တဲ့ပခဖကဒီတော်လာရေးထဲမှာပါဝင်လာခဲ့တာဟာလင်းနစ်ကျော်သွားပြီဖြစ်တဲ့ဆက်လက်ပြီးတော့သူတို့ကအိမ်ပြန်လန်းကိုဥတီပြီးမှစစ်အာဏာရှင်ဖျောက်ချရဲနဲ့ Federal Democracy ရရှိရဲအတွက်ဆိုပြီးမှမူအပင်ခရိုင်အမတ်တက်တိုင်းဒေတာ Phoenix Column တွေနဲ့ပေါင်းပြီးမှ စစ်ရေးဖော်ဆောင်သွားမယ်ဆိုပြီးမှမေလ16ရက်နေ့တုန်းကသတင်းထုတ်ပြန်ခဲ့တာကိုတွေ့ရတယ်။ဆိုတော့ဓာမျိုးကຫນွေဦးမေအရန်ကြိုက်တဲ့အရာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ကျမတို့တော်လိုင်းရေးဆလာတဲ့အခါမှာနော်နေရာတီတီက PDF လေးတွေဟာကိုယ့်ရဲ့ data အတွက်ဆိုပြီးမှဖွဲ့စည်းခဲ့တဲ့ PDF တွေဟာတက်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 လေးတွေအများကြီးရှိတယ်။အဲ့ထဲမှာမှတချို့တော့ PDF တွေဟာလက်နက်တွေပြည့်စုံတာတွေရှိတယ်။တချို့ PDF တွေကတော့လူကများတယ်လက်နက်ခဲရန်တွေခက်ခဲတာတွေရှိတယ်။ဆိုတော့အခုဒီလိုမျိုးပေါင်းစပ်ပြီးမှစစ်ခွေးကို တော်လာလာခဲ့တဲ့အခါမှာကျတော့လက်နဲ့အင်အားများတဲ့လူနဲ့လူအင်အားများတဲ့လူပေါင်းမယ်ပြီးလို့ရှိရင်လည်းသူ့မှာ drone ရှိတယ်ကို့မှာလက်နဲ့ကြီးရှိတယ်သူတို့ပေါင်းလိုက်တယ်ဆိုလို့ရှိရင်တော့ ဒီတပ်ဖွဲ့ဟာလက်နက်ကြီးတွေလည်းရှိပြီး drone တွေလည်းရှိတယ်လူအင်အားလည်းပြည်စုံသွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးစုစည်းပြီးမှစစ်ခွေးကိုတော်လန်တဲ့အခါမှာကြွရတော့ပုံမှထိရောက်သွားတယ်တယောက်ရဲ့တယောက်ရဲ့တိညာန်တွေလည်း play ပြီးမှပေါင်းပြီးမှတိုက်ခိုက်လျင်တော့ပိုးပြီးမှကြွရတော့ထိရောက်လာမှာဖြစ်တယ်ဒါကြောင့်အခုဒီလိုမျိုးတွင်တဲ့ပခပတွေနဲ့မူဦးပင်ခရိုင်အမတ်တစ်တွေပေါင်းစည်းပြီးမှဒီလိုမျိုးထုတ်ပြန်လာတာတော့တိတ်ပြီးမှဝမ်းတာတယ်ဂုံယူတယ်ပြီးတော့ကြိုးဆိုတယ်ဆိုတဲ့အကြောင်းပြောချင်တယ် ဒုတိယတည်င်းတပုတ်အနေနဲ့ကတော့အခုဒီမင်းသက်ဘက်မှာ၃ရက်ဆက်တိုက်အလေးရင်နဲ့ဘုံအစုအပြုံဘုံအစုလိုက်အပြုံလိုက်နဲ့သူတို့ဘုံကျဲတိုက်ခိုက်တာတွေရှိတယ်ဆိုတော့အခုကျွန်တော်မြန်မာနိုင်ငံမှာနေရအတီတီဒေတာအတီတီထဲမှာဘုံကျဲတိုက်ခိုက်တယ်အခုဒီလိုမျိုးဘုံကျဲတိုက်ခိုက်ခဲ့တဲ့အခါမှာဘောမားတွေတလန်းနေနင်းတို့တိဖို့ကစစ်ခွေးတွေအပေါ်ကနေဘုံကျဲတဲ့အခါမှာဘေဟာကတလန်းအိမ်လဲမတလန်းအိမ်လဲဆိုတော့သူတို့ကြည့်မှာမဟုတ်ဘူး စစ်ခွေးတွေရဲ့ဘောမရတာဟာရတာရှိသလားအဆင်ပြေသလားဆိုတာကိုကိုကိုစဉ်းစားကြည့်ပါလို့ပြောချင်တယ်เนาะဆိုတော့အခုဒီစစ်ခွေးတွေကသူတစ်ပြင်အခုပို့ပြမနေ့တိုင်းလိုလိုဘုံကျဲလာတဲ့ရဲ့အဓိကကတော့အခုဒီဇင်ဘာလကုန်ခန်းကြီးမှာ ပြုတ်လုံမဲ့ရွေးကောက်ပွဲတွေလည်းအများကြီးပါဝင်တယ်။ဘာကြောင့်လဲဆိုတော့နေမြေတည်ငြိမ်မှသာသူတို့ရဲ့ရွေးကောက်ပွဲကိုလုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေကိုအနုနီးနဲ့မဟုတ်ဘဲနဲ့အကြမ်းနည်းနဲ့ကြွားတို့ကိုကြောက်များကြောက်မလားပေါ့နော်။မြေပြင်က နဲ့ထိုးစစ်မစင်နိုင်တဲ့အတွက်ကြောင့်မြေပြင်ကနေမှလုံခြုံရေးမလုံနိုင်တော့တဲ့အတွက်ကြောင့်ခွေးယူးဒီဟာသူတို့မှာရှိတဲ့လက်နက်တွေနဲ့ဒီနဲ့ကြွားတို့ပြည်သူတွေကိုတိုက်ခိုက်နေတာဖြစ်တယ်။သူတို့ကမင်းမရမှလည်းကြောက်တယ်။ဒါကြောင့်တက်တက်ခိုင်ကဘာပြောလဲဆိုလို့ရှင်ပြည်သူတွေမဲလာထဲကြပါဆိုပြီးမှဖိတ်ခေါ်နေတာရှိတယ်။ သူတို့ကိုသူတို့သိတယ်သူတို့လျှောက်တဲ့လမ်းဟာပြည်သူတွေထောက်ခံတဲ့လမ်းလားပြည်သူတွေမထောက်ခံတဲ့လမ်းလားဆိုတာလည်းသူတို့သိနေကြတာဖြစ်တယ်ဒါပေမဲ့ခွေးကတော့ तू လုံမယ်ဆိုတဲ့အဥ္စါကိုမဖြစ်ဖြစ်အောင်လုပ်တဲ့ပုံစံဖြစ်တယ်လို့ဒီထဲကျွဲတို့တော်လာရဲတွေလည်းမဖြစ်ဖြစ်တဲ့နင်းနဲ့ကျွဲတို့ကဖြက်စီးရမှာဖြစ်တယ်နော်ကျွဲတို့ကိုနေ့တိုင်းညတိုင်းဘုံကျဲတာဟာကျွဲတို့ပါစက်နဲ့တော့လုံလို့မရတော့ဘူးလက်သွေးနဲ့ကျွဲတို့ဖော်ဆောင်သွားမှာဖြစ်တယ်နော် ပြီးရင်ကျမတို့နောက်ဒရင်တပုတ်အနေနဲ့ကတော့အခုကျမတို့ဘယ်နှမှာမြင်ရတဲ့အကောင့်ပိုင်ရှင်ဒီမျိုးသားကိုတော့စစ်မှုထမ်းအစားထိုးဖို့ရန်အတွက်ငွေကောက်ခံခိုင်းတာကတရားဝင်သလားဆိုပြီးမှအတူကဖော်ပြထားတယ်ဆိုတော့သူကိုယ်တိုင်လည်းသိတယ် URD မြို့ဒီထဲမှာအထူးသဖြင့်မကြီးမငယ် URD ပေါ့နော်အဲ့လိုမျိုးဒီထဲမှာပေါ်တာဆွဲပြီးမှပြန်ရွေးခိုင်းတာမျိုးတွေရှိတဲ့အတွက်ကြောင့်သူကဒါကိုဖော်ပြလာတယ်ဖော်ပြလာတဲ့ဥစ္စာကိုစစ်ခွေးတွေကသူ့ကိုဖမ်းလိုက်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျတော့မြန်မာနိုင်ငံမှာ one is ရန်ကောင်းတဲ့ အရာကဘာပေါ်မှာတခုတည်းသောစုပ်ပြတ်တဲ့နိုင်ငံဖြစ်တဲ့ဒါကပါလဲဆိုတော့မြန်မာနိုင်ငံမှာပညာရှိတွေနေလို့မရဘူး အမှန်တရားကိုပြောတဲ့သူနေလို့မရတဲ့နိုင်ငံဖြစ်တယ်မြန်မာနိုင်ငံမှာအကောင့်ဘက်ကိုပြုတ်ပြင်းလို့မရတဲ့နိုင်ငံဖြစ်တယ်မာနာကိုမားတယ်လို့ပြောမားတာကိုလည်းမာနေလို့ပြောနိုင်မှပဲမြန်မာနိုင်ငံမှာနေနိုင်တာဖြစ်တယ်ဘာကြောင့်ဒီလိုဖြစ်တယ်လဲဆိုတော့မြန်မာနိုင်ငံမှာကဘာပေါ်မှာတခုတီးတော့တရားဥပဒေမရှိတဲ့နိုင်ငံဖြစ်တယ်ကိုကြိုက်တယ်လို့လက်တလုံးကြားလုပ်ပြီးမှကိုလုတ်ချင်တဲ့အတိုင်းဥပဒေကိုဆွဲပြီးမှနေတဲ့ခွေးတွေရှိတဲ့အတွက်ကြောင့်ကျတော့မြန်မာနိုင်ငံဟာဒီလိုမျိုးဖြစ်ပျက်နေတာဖြစ်တယ် lobby ဒီပေါ်မှာ တွေတခွေဂျဘုကအစဒီဥစ္စာကိုထိထိရောက်ရောက်အေးယူမယ်လို့ပြောတယ်ဆိုတော့ထိထိရောက်ရောက်အေးမယူမယ်လို့လည်းပြောသေးတယ်အခုသူကနေမှအမှန်တရားကိုထုတ်ဖော်တာဘာကြောင့်သူ့ကိုဖမ်းတယ်လဲဆိုတာတော့နော်ခဏတော့ပြောသလိုမြန်မာနိုင်ငံဟာတကဘာမှာတခုတည်းတော့ဥပဒေရှိတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းပဲပြောချင်တယ်တိတ်လဲရှည်ရှည်ဝဲဝဲမပြောချင်တော့နော်ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုအရင်နားထောင်ကြည့်မယ်နော်ဘာပြောအခုတော့သူမျော်လင့်ထားတဲ့ တိုင်းတိုင်းပြည်ကသူလိုချင်တဲ့ပုံစံဖြစ်သွားခဲ့သလားဒါမှမဟုတ်သူသားလျင်အသက်သာတည်သွားတာလားဆိုရယ်မိကုံကျွန်တော်တို့ဖြေရတော့ဆိုတော့ဒီအပိုင်းမှာ KIA ရဲ့ဥက္ကရာဟောင်းဖြစ်တဲ့ဇောင်းဟရာလည်းဆုံးသွားပြီ MND ရဲ့ပဲ့ကင်ရှင်ဖြစ်တဲ့ဖုံချရှင်လည်းဇုံးလေးနဲ့တွေ့မှာဆုံးသွားတယ်အခုလည်းထူးထူးလေးဆုံးပြီတိုင်းသားလက်နက်ကင်တော်လန်ပုံကန်ရေးသမားတွေရဟောင်းကျွေပြီရွက်တွေထောက်ဝေးမှလားဆိုရယ်မိကုံရှိလာတယ်အခုထူးထူးလေးကဆုံးသွားပြီအဲနောက်ထပ်အခုရှိနေတဲ့တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေပေါ့နော်မကြခင်မှာလဲရွက်စစ်လဲတေးမှာပဲအင်ပန်လာတို့လဲတေးမှာပဲ ဖုံတာရွှင်လည်းသေဦးမှာပဲတာဖုံကျော်လို့နော်တာပန်လာတော့အဲ့အုပ်စုလည်းသေဦးမှာပဲစေဘုံကြီးစေထင်းလို့လည်းသေမှာပဲနော်ခွန်အုပ်ကတော့လည်းသေမှာပဲထွတ်မြတ်နိုင်ရတော့ငွေသေးတွေတော့မသေးနိုင်သေးဘူးအဲ့တော့လေမွန်စာခေါင်းတို့အုပ်စုတွေနဲ့ဟိုဘက်က CNF ကအုပ်စုတွေလည်းသေချောင်းမှာပဲနော်ကင်ရီမှာကုစောကွယ်ထူးဝင်းတို့ကတော့လည်းသေဦးမှာပဲတော်နီလည်းသေမှာပဲဒါသူတို့သေချောင်းမှာရောင်းကြွေပြီးဆိုရင်တော့တချို့သောအပင်တွေကရွက်သစ်တွေဝေးတယ်ဗျဘယ်ကောင်တွေရွက်သစ်တွေဖြစ်နေဝေးထွက်လာအောင်မလဲအဲ့ဝေးထွက်လာတဲ့ရွက်သစ်တွေကရောအများပြည်သူလူထုကိုအကျိုးပြုတဲ့ရဏမျိုးပေးမှလား အများပြည်သူတွေအစိတ်တောက်ဖြစ်တဲ့အနံ့တွေကိုထုတ်လွှင့်အောင်မလားဒါတို့ကျွန်တော်စောင့်ကြည့်ရမယ်မကြခင်သေတော့မယ်မသေးသေးပဲစောင့်နေကြတဲ့လက်နက်ကင်ခေါင်းဆောင်တွေအဲ့ဒီလူတွေအကုန်လုံးကသူတို့ကိုယ်သူတို့ပြင်စင်းစားရတော့မယ်သူတို့ရှောက်ခဲ့တဲ့လမ်းနှစ်ပေါင်း80ကျော်လာပြီဖြီရှာမတွေ့တဲ့လမ်းကိုသူတို့ဆက်ရှောက်နေတာအဲ့တော့သူတို့ရှောက်တဲ့လမ်းကမှားနေလားမှန်နေလားဒါမှမဟုတ်ကျွန်တော်ပြည်သူလူတွေကဝက်ကျွေးတွေကြီးနေရလားသူတို့အကုန်လုံးနားလေဖို့လိုတာကတော့ဖြီမတွေ့သေးဘူးဆိုရင်လမ်းပြောင်းရှောက်ဖို့မစင်စားဘူးလား AI ခက်ကိုလည်းရောက်နေပြီဒီနေ့တချင်ဒီတနက်ကြီးရထမ်းပြီးတော့လက်နက်ကင်ပုံကတော်လိုင်းရင်းလမ်းစဉ်ကိုရွေးချယ်နေတော့လား ကျွန်တော်တို့လည်းခမားတို့လက်နက်ကင်ပြီးမယံရန်ကားနေတာကိုကျွန်တော်တို့လက်ခံကျင်တာမဟုတ်မကြိုက်ဘူးလက်နက်ကင်ပြီးမယံရန်ကားပြီးစော်ကားကျင်နေစော်ကားပြီးသူလူတို့မှာနိုင်ကျင်နေနိုင်ကျင်နေတာကျုပ်တို့လက်မခံနိုင်ဘူးကျုပ်တို့မှာလည်းကျုပ်တို့ right ရှိတယ်ကျုပ်တို့ရဲ့ဘဝအနာဂတ်လည်းရှိတယ် မေလ18ရက်နေ့တုန်းက KNU ရဲ့နိုင်ငံရေးနဲ့စစ်ရေးအကြံပေးစောထူးထူးလေးအသက်88နှစ်ဟာမြန်မာနဲ့ထိုင်းနေစတဲ့နေရာမှာကင်ဆာရောဂါနဲ့ဆုံးပါသွားတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခွေးဘောမာကတော့နော်လူဖြစ်ရတဲ့နဲ့လူလိုမတွေးခေါ်တတ်တာတော့တိတ်ပြမတနာဆရာကောင်းတယ်။လွန်ခဲ့တဲ့အပတ်မှာ KIO ကိုဥက္ကဋ္ဌဟောင်းဆုံးသွားတယ်။အခုဒီ18ရက်နေ့မှာကျတော့ KNU နိုင်ငံရေးနဲ့စစ်ရေးအကြံပေးကွဲလွန်သွားတယ်။ဆိုတော့အခုကျမတို့ခေါင်းဆောင် ီတယောက်ပြီးတယောက်အဲ့လိုမျိုးဆုံးလာခဲ့တဲ့ဥစ္စာကိုရွက်ဟောင်းတွေကျွေးတယ်ရွက်တစ်တွေပြန်ထွက်လာတယ်လို့ပြောတယ်ရွက်တစ်တွေထွက်လာတဲ့အခါမှာရွက်ဟောင်းထက်ရွက်တစ်ဟာပိုပြင်းမှတန်ဆွမ်းပြင်းမှရွက်တစ်ဟာရွက်ဟောင်းထက်အစွမ်းအစရှိတယ်ဆိုတော့ကိုနင်းတို့စစ်ခွေးတွေတီးဖို့လိုတယ်ဆိုတော့အခုရွက်တစ်တွေထွက်လာခဲ့တဲ့အခါမှာဒီရွက်တစ်တွေကတော့ပြီတူတွေအတွက်เนาะအနံ့တွေကောင်းမလားဒါမှမဟုတ်အစိတ်တော့များဖြစ်မလားဆိုတဲ့ဥစ္စာเนาะ ရွေးဟောင်းတွေကျွေးသွားပြီပေါ့နော်ကောင်းဆောင် GD ဟာကွဲလွန်လာခဲ့တယ်ဆိုတော့အခုစောထူးထူးလေးဆုံးသွားတဲ့အခါမှာလေသူလိုချင်ခဲ့တဲ့ဒီ Federal Democracy တွေကိုရရှိခဲ့သလားဆိုတာကိုတဲ့နော်သူသေးသွားတဲ့အဥ္စာကိုလိုက်ပြီးမှမဲကြည့်ပါလို့ပြောတယ်ဘလောက်ရိုင်းတယ်လဲဆိုတာပြီးရင်သူဒီထဲမှာပြောသွားတဲ့အခါမှာစောထူးထူးလေးလို့သူမပြောဘူးထူးထူးလေးတဲ့ဒီလောက်ရိုင်းဆိုင်တာသူတို့ရဲ့ကြက်တရေတုံးတဲ့ခွေးချဘူကိုကျတော့သူတို့ကောင်းစင်တပ်ပြီးမှပြောတယ်ဒါကြောင့်ကျမလွန်ခဲ့တဲ့အချိန်မှလည်းပြောတယ်ကျတော့တော်လာရေကောင်းဆောင်တီရဲ့ ရာသူကိုသူတို့မရေချင်ဘူးသူတို့ရဲ့ခွေးကြပူသူရဲ့အစွမ်းစားနဲ့ရရှိတာမဟုတ်ဘဲနဲ့တနက်ပြောင်းဝနဲ့ဓမြတိုက်ပြီးမှရရှိခဲ့တဲ့ဂုံပုတ်ကြတော့သူတို့ရဲချင်တယ်။ဒါပေမဲ့ကျတို့တော်လာရဲခေါင်းဆောင်တွေရဲ့ဂုံပုတ်ကိုသူတို့လုံးဝမရဲချင်ဘူး။စိုးဆိုတော့ဥပဲဥဥဆိုတဲ့စကလုံးတောင်သူမထည့်ချင်ဘူးဆိုကြတဲ့ကတော့ဘလောက်ရိုင်းဆိုင်တာလဲ။ဒါကြောင့်ဒီနေ့ကျမတို့မြန်မာနိုင်ငံဟာခွေးတွေကိုမုန်းတာဟာနော်အသေးစိတ်ကအစကျမတို့မုန်းတာဖြစ်တယ်။ပြလို့ရှိရင်သူကတော့ဒီကျမတို့ အခုအသက်ရှင်နေသေးတဲ့အသက်ကြီးတဲ့ကျွတ်တော်လာရဲ့ကောင်းဆောင်တွေရဲ့နာမည်တယောက်ပြီးတယောက်သူပြောသွားတယ်ဆိုတော့ဒီနေ့ကျွတ်တော်လာရဲ့ကောင်းဆောင်တွေပဲတည်ပြီးမှနင်းတို့ခွေးတွေမတည်ရဘူးလားပြည်ရင်အခုရွေးနှုတ်တွေပေါ်လာတဲ့ဒီရွေးနှုတ်တွေဟာတချို့ဆိုလို့ရှင်တော့เนาะပြည်သူတွေအတွက်အကျိုးပြုတဲ့ရွေးနှုတ်များဖြစ်မလားဒါမှမဟုတ်လို့ရှင်လည်းအစိတ်အတော့ဖြစ်မလားဆိုတာကိုသူပြောသွားတယ်။သူရွေးနှုတ်အကြောင်းပြောလာလို့တနေ့ကကျွန်မအရန်စိတ်မကောင်းရတဲ့အရာတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့ ပြည်ဦးလွင်ခရိုင်ကစာတစောင်ထုတ်ပြန်ချက်လုတ်လာခဲ့တယ်ဒါကဘာလဲဆိုတော့မလေးတိုင်းပြည်ဦးလွင်ခရိုင်အမ900တက်ရင်ကမိုးဝင်းခေါ်မိုးကြီးကမေလ16ရက်နေ့တုန်းကအတိုက်ပြင်းတဲ့လူမျိုးအတွက်အသက်ဆုံးခဲ့ရတယ်။ဆိုတော့သူကအသက်29နှစ်ပဲရှိသေးတယ်။ဆိုတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာအသက်ငယ်ငယ်လေးတွေအိမ်မှာဂိမ်းပဲကစားတဲ့လက်တွေကို တနက်ကင်ခိုင်းတယ်အိမ်မှာပညာသင်ဘောပန်နဲ့နေတဲ့ကလေးတွေကိုဘုံကင်ခိုင်းတယ်မိုင်းကင်ခိုင်းတယ်ဒါဟာဒီနဲ့နင်းတို့ပြောပြောနေတဲ့ကျွားတို့တိုင်းရင်သားတွေလားနင်းတို့စခွေးတွေလားဆိုတော့နင်းတို့သိဖို့လိုတယ်ဆိုတော့အခုအကြောင်းထဲမှာပညာသင်နေတဲ့ကလေးတွေကိုဘုံကျဲတိုက်ခိုက်ပြီးမှတတ်လိုက်တယ်ငိုတို့ရဲ့အရင်ငိုတို့လိုချင်ပါတယ်လို့ပြောတဲ့သူတွေကိုစနိုက်ပါနဲ့ပြစ်တတ်ခဲ့လိုက်တယ် ဆိုတော့ပညာတတ်တဲ့သူကြီးကိုလည်းဖမ်းပြီးမှထောင်ကိုချလိုက်တယ်။ထောင်မှာလူညင်းချမ်းသာခွင့်ပေးတယ်လို့ပြောတဲ့အခါမှာတောင်မှဘလူမိုက်လူစားတွေမွရစ်ဆဲဝါးတွေလောက်တာလူတတ်တဲ့သူကြီးကိုနင်းတို့လွတ်ပေးတယ်။ဆိုတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာပညာတတ်တဲ့သူကြီးကိုတတ်တာပညာတင်မဲ့ကလေးတွေကိုတနက်ကန်ခိုင်းတယ်မိုင်းကန်ခိုင်းတယ်အမိဘတွေနဲ့နေတဲ့ကလေးတွေကိုတောထိုးခိုင်းတာဒါဟာနင်းတို့စခွေးတွေကြောင့်ဖြစ်တယ်။ရေပေါ်မိုးဝင်းခေါ်မိုးကြီးဆုံးသွားတဲ့အခါမှာကြံရှိနေတဲ့တော်လာရဲရေ ်ပေါ်ကတော့နော်မပြည့်စုံသေးတဲ့တော်လိုင်းရဲခရီးကိုတို့အဆုံးထိသွားမယ်မပြည့်စုံသေးတဲ့ဒီတော်လိုင်းရဲခရီးကိုဆက်လက်ပြီးရှောက်သွားမယ်ပြီးရင်အရေးတော်ပုံအောင်မြင်တဲ့ထိတော်လိုင်းသွားမယ်ဆိုပြီးမှဂတိတစ္ဆာပြုတ်တဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တဲ့ဒါဟာမဖြစ်တဲ့မဖြစ်တိုက်တဲ့အရာမတေတိမတေထိုက်တဲ့ကလေးတွေကိုတတ်နေတာဟာနင်တို့စခွေးတွေဖြစ်တယ်ဆိုတော့ကိုတော့နင်တို့သိပါတယ်ဒါပေမဲ့နင်တို့ကစားလေယူစုပ်လေစုဖြစ်နေတဲ့အတွက်ကြောင့်နင်တို့ရှက်တိုးနေတယ်ဆိုတာတော့သိတယ်เนาะ အခုပြန်ထွက်လာတဲ့ရွေးနုတွေဟာအစိတ်တော့ဖြစ်မလားမဖြစ်ဘူးလားဆိုတော့နင်တို့မြည်ကြည့်ရမယ်အခုဒီနေ့အသက်ရှင်နေသေးတဲ့ကျတို့ရဲ့ခေါင်းဆောင်တွေကိုလည်းတယောက်ပြီးတယောက်ပြောပြီးမှသူတို့လည်းတည်သွားမယ်ပေါ့ဒါကနင်းမပြောရင်လည်းအားလုံးသိပြီးသားတင်းကျိုင်းဆိုတာတော့အသက်အရွယ်မရွေးဘူးဒါပေမဲ့အများအဖြစ်ကတော့အသက်ကြီးလိုက်ရင်တည်မယ်ဆိုတာတော့အားလုံးသိပြီးသားပဲနင်းပြောမှမဟုတ်ဘူးကျတို့ KIO ဥက္ကဋ္ဌဟောင်းဆုံးသွားတဲ့အခါမှာကျတို့ကချင်ပြည်သူလူထုတွေအားလုံးနဲ့အတူမဟာမိတ်တွေအားလုံးကြွယ်ကြတယ်ခွေးကလွဲရင်သူ့ရဲ့ကောင်းချက်တွေကိုပြောကြတယ်သူ နည်းတူပဲအခုစောထူးထူးလေးဆုံးသွားတဲ့အခါမှာလေသူ့ရဲ့ကောင်းချက်သူ့ရဲ့ပေးဆက်မှုကိုဒီနဲ့ကရင်လူမျိုးတွေနဲ့အတူဒီနဲ့ကျမတို့တော်လာရေးတွေအားလုံးထပ်တူထပ်မြောက်ဝမ်းနေကြတယ်ဝမ်းမနေတာတော့ခွေးလေခဏတော့ပြောသလိုကောင်းတဲ့အရာကိုနင့်တို့ကမကြိုက်တဲ့အတွက်ကြောင့်ကောင်းတဲ့လူတွေအတွက်နင့်တို့ကဝမ်းနေချင်ရှိမှာမဟုတ်ဘူးဆိုတော့ဒီနေ့နင့်တို့နေဝင်းတည်သွားတဲ့အခါမှာပေခွေးမသားသွားတယ်လား ဘဒူဒီကအများဒီခွင့်မတာသေးတဲ့အခါမှာဝါနေကျဲကွဲကြောင်းစာထုတ်တယ်လို့ဘဒူကအများဒီမတာပွဲကိုတွားတာရှိတယ်လားအခုတန်းရွှေတေဖို့စောင့်ဆိုင်နေတယ်မင်းအွန်လိုင်းလဲတေဖို့စောင့်ဆိုင်နေတယ်ဆိုတော့ခွေးဝဲစားတန်းရွှေလဲငါမြန်မာနိုင်ငံကိုအကြာကြီးငါကြိုက်တယ်လို့ခြေလေခဲ့တာပဲငါခြေလေခဲ့တဲ့နိုင်ငံလေးကိုတွားကြည့်မယ်သူထွက်နိုင်ခဲ့တယ်လားနေပြည်တော်ကနေဘေးနေရာကိုတွားနိုင်ခဲ့တယ်။သူနည်းတူပဲအာနာယပါတီဒီကနေမှ တနတ်ထောက်ပြီးအာနာယူခဲ့တဲ့မင်းအောင်လိုင်းဒီနေ့ငါဟာမြန်မာနိုင်ငံအတွက်ကာချုပ်ကြီးဖြစ်တယ်ငါဟာတမတကြီးဖြစ်တယ်ငါရဲ့ပြည်သူလူထုတွေနဲ့ငါတွေ့ဆုံဆွေးနွေးခြင်းလုပ်မယ်ဆိုပြီးမှသူ့အကူသူလူလွတ်တယောက်လို့သူသွားနိုင်တယ်လားနင်းတို့စခွဲတယ်ဒီနေ့မတဲခင်ကလေးကတေးရင်တော့အကောင့်ချင်းချင်းလေးတွေမှာနေရတယ်မတဲခင်နဲ့နင်းတို့ဘယ်နာမှာလွတ်လပ်မှုရှိခဲ့တယ်လား အေးနေပြည်တော်မှာတော့သွားကောင်းသွားနိုင်လိမ့်မယ်ဒါပေမဲ့နေပြည်တော်ကနေခြေတလန်းတောင်နင်းတို့လွတ်လပ်စွာသွားလာခွင့်ရှိသလားလေရင်စီးတယ်လေရင်ရဲ့အပေါ်မှာနင်းတို့လေရင်ကိုလေရင်ပဲလုံခြုံရေးယူပြီးမှသွားရတယ်မဟုတ်လားဘယ်နေရာမှာများလွတ်လွတ်လပ်လပ်သွားနိုင်တဲ့နေရာရှိတယ်လဲဒေါ်လာရဲ့ကောင်းဆောင်ဒီလိုမျိုးဒေါ်လာရဲ့လောက်တာကမားတလားမမားဘူးလားတကယ်လို့သူတို့ကမမဘူးဆိုလို့ရှိရင်တော့ပြည်သူလူထုတွေကဝွကျွေးရှိတဲ့အတွက်ကြောင့်ဝွကျွေးကိုဆက်နေရသလားလို့ပြောတဲ့အခါမှာဒီနေ့ ဝတ်ကျွေးဆိုတဲ့အထဲမှာအရင်တော့ကကျမတို့တိုင်းရင်သားခုနှစ်ဖွဲ့ကြီးပဲတိုက်ပွဲဝင်နေတဲ့အခါမှာလူဗမာတိုင်းရင်သားတွေကဂျင်းအိုင်ထဲမှာမျောနေကြတယ်။အဲ့အချိန်မှာတော့ကျမတို့တော်လာရဲတွေလှုပ်ရှားရတာခက်ခဲတယ်။အဲ့အချိန်မှာကျတို့ကနင့်တို့ကိုယုံကြည်ခဲ့လို့နင့်တို့နဲ့အတူတူခွေးတွေရဲ့စကားကိုနားထောင်ခဲ့ပြီးမှလွတ်လပ်ရေးကို ယူခဲ့တဲ့ဝတ်ကျွေးကိုငို့တို့ကဒီ27ဒေါ်လာရေးရောက်တဲ့အချိန်မှာဝတ်ကျွေးကျေသွားပြီ။ အခုဒီဝတ်ကိုဘုဒ္ဓခံရတယ်လဲဆိုတော့နင်တို့ခံရတယ်အခုနင်တို့ဝတ်ကျွေးခံရတယ်လားမခံရဘူးလားဆိုတော့ကြည့်လိုက်ကချင်ဘောမှာပဲဖြစ်ဖြစ်ဗမာကဘောမှာပဲဖြစ်ဖြစ်ဘေးတိုင်းရင်းသားကဘောမှာပဲဖြစ်ဖြစ်လုံလုံချုံချုံနဲ့လွတ်လွတ်လပ်လပ်သွားနိုင်တလားငိုတို့တိုင်းရင်းသားလက်နဲ့ကင်အားလုံးဟာနင်တို့ကိုယုံစားမိခဲ့တဲ့ဝတ်ကျွေးကိုငိုတို့ပေးဆက်ခဲ့ပြီးပြီဆိုတော့ဒီနေ့နင်တို့အသက်ပေးပြီးမှနင်တို့ဟိုဆက်ကြပါလို့ပဲပြောချင်တယ်နော် ကျားတို့တရင်သားတွေလက်နဲ့ကင်ခဲ့တာဟာ90ကြာခဲ့ပြီလို့နင်းတာတိခဲ့တယ်ဆိုလို့ရှိရင်ဘာကြောင့်မို့ဒီလူဒီဟာ90လုံးလုံးတောင်မှ အစွမ်းအစလုံးဝမရော့ဘဲနဲ့ရွက်ဟောင်းတွေကျွေးရွက်တစ်တောင်မှထွက်လာတဲ့အချိန်ကတည်းကဒီဒေါ်လာရဲဒီဟာဘာကြောင့်လက်နဲ့ကင်ကြတယ်လဲလို့နင်းမစင်စားမိဘူးလားတခွေးတွေမပပြောင်မချင်းနင်းတို့ကိုငတို့ကတိုက်ခိုက်သွားမှာပဲဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးပြီးတော့အခုသူပြောသွားတာ AI kit တီတောင်ရောက်လာခဲ့ပြီ2025တောင်ရောက်လာပြီအခုအချိန်ထိလက်နက်ကင်ပြီးမှဒီလိုမျိုးတော်လာရဲတဲ့ကိုဝင်နေတယ်လို့ပြောတယ်ဆိုတော့ AI kit တီရောက်လာလို့ခစ်ကြီးတိုးတက်လာတဲ့အတွက်အကြောင်းပဲအခုနင်းတို့အသက်ရှူပေါက်တွေမရှိတော့ဘူး AI kit ရောက်လာပေမဲ့နင်းတို့တော်လာရဲတွေကလက်နက်ကင်တယ်လို့ပြောနေမဲ့အစား AI kit ရောက်လာတဲ့အတွက်အကြောင်း shit shit akin jin lo ro ngoro lo lo mya ro bu so da နင်းနားလေပါတယ်နော်အမယူချင်းဆောင်မနေနဲ့နင်တို့လက်နဲ့ကင်ပြင်းမှာတောင်းကြမ်းချင်းတို့လိုတောင်းကြမ်းဇောကားချင်းတို့လိုဇောကားနေဒါကိုငိုတို့ကလက်မခံဘူးငိုတို့ကမကြိုက်ဘူးလို့ပြောရအောင်ငိုတို့ကနင်တို့ကိုဒီနေ့ဒီချိန်ဒီဘယ်မှာဇောကားနေလဲငိုတို့ကဘယ်မှာတောင်းကြမ်းနေလဲအခုမြန်မာနိုင်ငံမှာ မျိုးနေရတကားမှာတွားပြင်းမှာဘုံကျဲတာဘဲတတော်လဲနင်တို့ကိုဒီနေ့မြန်မာနိုင်ငံမှာကြိုက်တဲ့သူဘယ်သူရှိတယ်လဲ အခုနင်းတို့ဘောမာဒီတောင်းမှစိတ်ရင်းမှန်ကိုပြောပါဆိုလို့ရှိရင်နင်းတို့တောင်းနင်းတို့ရဲ့ဘောပိုင်ရှင်တွေကိုနင်းတို့ကြိုက်ကြသလားပြီးလို့ရှိရင်ငရုမလည်းငရုရဲ့ right ရှိတယ်လို့ပြောရအောင်ဒီနေ့နင်းတို့ဘောမာဒီတောင်းမှနင်းတို့မှာ right ရှိတယ်လို့သိရင်ဒီနေ့လက်နက်ကိုင်းတဲ့တိုင်ရင်သားတွေမှာ right ရှိတယ်လို့နင်းတို့မသိဘူးလား ဒီနေ့နင်းတို့တောင်မှ right ဆိုတဲ့စကလုံးကိုသုံးတတ်တယ်ဆိုလို့ရှိရင်ငါတို့သုံးတတ်တာကြားလာပြီဒီနေ့လက်နဲ့ကိုင်းတဲ့ကောင်းဆောင်တွေကကိုလျှောက်တဲ့လမ်းဟာမားတယ်ဆိုတာကိုသိတယ်ဆိုလို့ရှိရင်လမ်းပြောင်းပြီးမှသွားဖို့ရန်အတွက်မစင်စားဘူးလားလို့ပြောတဲ့ခါမှာငါတို့ကောင်းဆောင်တွေကပညာရှိတွေဖြစ်တယ်ငါတို့ကလျှောက်တင်တယ်လားမလျှောက်တင်ဘူးလားငါတို့ဟာကျွန်းခံရမယ့်အမျိုးလားကျွန်းမခံရမယ့်အမျိုးလားဆိုတာကိုသိတဲ့အတွက်ကြောင့်ဒီနေ့ငါတို့ဒီလမ်းကိုရွေးခဲ့တာနော်ပြီးလို့ရှိရင်ငါတို့ရဲ့ကောင်းဆောင်တွေဟာ အခုစောထူးထူးလေးဆိုလို့ရှင်လဲဥပဒေကြောင်းစင်းဖြစ်တယ်ဆိုတော့အခုနင်းတို့ခွေးဝဲစာတိုင်းရွှေအထက်တန်းကြောင်း တက်တဲ့သူဖြစ်တယ်သူဘွဲ့တောင်ပြဘူး high school ဆိုတာကကိုရန်လည်းဖြစ်နိုင်တယ်ဆယ်ရန်လည်းဖြစ်နိုင်တယ်ကိုရန်တော်အောင်သလားမအောင်ဘူးလားမသိဘူးနော်နင်းတို့ခွေးတွေရဲ့ပညာတွေအကုန်ပေါင်းလိုက် university တောင်ရောက်သလားဆိုတာစဉ်းစားကြည့်ဒီနေ့ငိုတို့ KIA ကလူကြီးတွေအားလုံးပညာရှိတယ် ကရင်ကောင်းဆောင်တွေပညာရှိတယ်ချင်းတွေကြည့်လိုက်အားလုံးအင်္ဂလိပ်စကားပြောတတ်တယ်ပညာတတ်တဲ့လူကြီးပဲဘိုးချုပ်ထွန်းမြတ်နိုင်ဥပဒေပညာရှင်အားလုံးပညာတတ်တယ်နင့်တို့ခွေးတွေပဲပညာမတတ်တာပညာတောင်မတတ်တဲ့ခွေးတွေကများပညာတတ်တဲ့လူတွေကိုဆ ਿਆ လာလုတ်ချင်နေတယ်ဒီနေ့ကျမတို့တော်လည်းရဲဒီဘက်ကနေမှစိတ်ပုတ်စက်ပြက်နဲ့ဒီပြည်သူလူထုတွေကိုဒုက္ခမပေးဖို့ရန်အတွက်ပြောချင်တယ်လို့ပြောတဲ့အခါမှာဘုရားအရင်တော့ကမပြောနဲ့ဒီ27ဒေါ်လာရဲထဲမှာတောင်းမှာ 不都叫面也家的嘞，B D F 做的哈，B 多页打的面里撇的，a 那家伙都到了夜里做了些呢，各页路庙的各个套款家的都里撇的，你那恁那亏的个不丢个套款的嘞，阿哥恁那包起来咯，恁那个虽然呀，个爸妈，喏，个爸包妈，别弄的弄破比是个，啥表达的个来个啥，恁那个么写的个临时不，路嘛也亏个毛嘞。 အခုကျမတို့တော်လိုင်းရဲခေါင်းဆောင်တွေတေတဲ့အဥ္စာကိုနင်းဒီလောက်ထိပြောတတ်တယ်ဆိုလို့ရှိရင်နင်းတို့အခုတန်းရွှေကိုတဲကြည့်လိုက်မင်းအွန်လိုင်းကိုပဲဖြစ်ဖြစ်တဲကြည့်လိုက်ဘာလို့လားမလဲလို့ AI ခင်မှာငါကအာနာတိတ်လို့မရဘူးဆိုတော့ကိုမတိခဲလို့83ကလို့ရွှေဝါရောင်အရေးခင်းတော့ကလို့ပဲငါတို့ပြီတူဒီဒီလို့လောက်မှာပဲဆိုတော့ကိုထင်လို့နင်းတို့ကအာနာတိတ်ခဲ့တာမဟုတ်ဘူးလားအခုတော့နင်းတို့ကပေးလိုက်ရင်လည်းမဟုတ် ဆက်တိုက်မယ်ဆိုလို့ရှိရင်လည်းမตาပေါ်မှာကိုနင်းတို့ကြောက်နေတယ်နော်ကိုကိုကိုတိကြစိတ်ယုတ်စိတ်မာနဲ့ပြည်သူတွေကိုဒုက္ခမပေးနဲ့လို့ပြောတဲ့အခါမှာအခုဗီဒီယိုတော်တော်လေးထပ်နားထောင်ကြည့်ရအောင်ကျွန်တော်မိဘအသက်ခံရင်ကျွန်တော်အတိုင်းဝိုင်းအသက်ခံရင်အဲ့ဒီမှာရှိတဲ့ NLD တို့တော်ကိုလည်းအမှန်ဟောင်းစစ်သွေးကြခေါင်းဆောင်ရဲ့အဖေတို့မှုအမေစီးရီးလိုက်ဆွဲမှာဆိုတော့အခုဒီမှာကြော်စိုးဦးပြောတာကိုကျမတို့အားလုံးကြားရတယ်နော် NUG ရဲ့အကြောင်းကို ဖောက်ခွဲလိုက်တဲ့အတွက်ကြောင့်စစ်ခွေးတွေနဲ့အတူတရင်လိန်တဲ့ဗောမတွေကိုတရားစွဲမယ်ဆိုတဲ့ကိစ္စကိုပြောလိုက်တဲ့အခါမှာကျောစုဥပါပြောလာသူတို့ရဲ့အဖေသူတို့မိသားစုကိုထိခဲ့တယ်ဆိုလို့ရှင်တော့သူတို့ရဲ့ယွာမှာရှိတဲ့ LD အမတ်တွေတမျိုးလုံးကိုချမယ်လို့ပြောတယ်ဆိုတော့ဒီယွာမှာရှိတဲ့ NLD တွေကနင်းတို့ကိုတရားစွဲတာလား NUG တွေကတရားစွဲလားဒါတော့နင်းတို့ဝဲဝဲခွဲခွဲမပြောတတ်ဘူးမလားတော်လရေးထဲမှာပါဝင်တဲ့ NLD တွေပါတယ်လို့ တော်လရဲထဲမှာမပါဝင်တဲ့ NLDD ရှိတယ်။ဒီ NLD ဒိုင်းကိုနင်တို့ကအညွန်းအသေးနဲ့ချတယ်။ဒါကရှိရှင်းနေပဲ။အခုဒီစာကလေးကောင်းပြောထားတဲ့ထဲမှာသူ့အဖေကိုသာထိခဲ့ကြည့်။ဒီဆိုလို့ရှိရင်ယွာမှာရှိတဲ့ NLD အမတ်တင်နဲ့သူ့ရဲ့မိသားစုကိုချမယ်ဆိုကြတဲ့ကတော့ဘာဆိုင်တယ်လဲ။နင်တို့ NUG တူကိုတိုက်ရမှာမဟုတ်ဘူးလား။ယွာက NLD ကနင့်ရဲ့ကောင်းကိုလာခောက်ပေးနေလို့လား။ဒါကြောင့် ခွေးနဲ့ပတ်သက်တဲ့မန္တမြဟာမြန်မာမြေပြင်ပေါ်မှာရှိကိုမရှိတဲ့လူမျိုးဖြစ်တယ်။နင်းတို့ကဘလို့ပဲပြောပြောပြောင်းလဲမဲ့လူတွေမဟုတ်ဘူး။ကျွန်တော်တို့မြန်မာမြေပြင်ပေါ်မှာမနေတဲ့လူမျိုးအနေနဲ့နင်းတို့ကိုတတ်ဖြတ်လိုက်မှာဖြစ်တယ်။နော်။တိတ်မပြောချင်ဘူး။ပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေ။